sentence တွေကိုမေးခွန်းနဲ့ညင်းဆိုလုပ်တော့မယ်ဆိုရင် do does did ကို မသိလို့မရတော့ပါဘူး do နဲ့ does ကို present tense မှာ သုံးပါတယ်ဘလို့သုံးလဲကိုကျွန်တော်လေ့လာကြည့်ပါမယ် nail in does မြားလင် do you နဲ့ i နဲ့ do ဒီလိုလေးမှတ်ထားပါတယ် nail in ဆိုတာ subject ကိုပြောတာပါမြားလင်ဆိုတာလည်းဒါ subject ကိုပြောတာပါ for example the boy writes the notes ကောင်းလေးကမှတ်စုတွေကိုရေးတယ် ဒီမှာသုံးထားသည် the point သည် subject အနည်းပါထို့ကြောင့် verb form မှာ s တဲ့ရေးပါတယ်ဒါကိုမေးခွန်းလုပ်မယ်ဆိုရင်တော့ does သုံးပါမယ် does the point write the notes တကယ်လို့ညင်းဆိုလုပ်မယ်ဆိုရင်တော့ the point does not write the notes ဒီလိုဖြစ်ပါတယ်ဒီခါတော့ကျွန်တော် အများနဲ့ example လေးပြကြည့်ပါမယ် The players start the game ကစားပွဲကိုစတယ်တဲ့ဒါဆိုရင်အများဖြစ်တဲ့အတွက် to the players start the game ဒီလိုရေးရပါမယ် question မလေးမမေးဘူးလို့ပါတယ်ညင်းဆိုလုံးမယ်ဆိုရင်တော့ the players do not start the game အလုံးကျေးဇူးတင်ပါတယ်ကျွန်တော် summit english 2016ရဲ့ youtube channel လေးကို like share and subscribe လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်နောက်ထပ် past tense တွေကိုဘယ်လိုမျိုးညင်းဆိုလုံးမလဲမေးခွန်းလုံးမလဲဆိုတဲ့သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်